ပွဲရှင်တွေကနေပြီးတော့ပွဲငှားပြီဆိုတာနဲ့တချင်းလေးဆိုပြီးတောင်းဆိုတာကိုလည်းကျေးဇူးအများကြီးတင်ပါရခင်ဗျာအောင်မြင်တယ်လို့တော့မခံယူပါဘူးခင်ဗျာကျွန်တော်အနေနဲ့စ조사ဖို့ကတော့အများကြီးကိုလိုသေးရဆိုတာသိပါရခင်ဗျာပြီးတော့ပရိသတ်တွေကကိုတချင်းလေးကိုလိုက်ဆုံနိုင်တယ်ပြီးတော့တချင်းလေးကမြူးကျွရလေးဖြစ်တာဖြစ်တယ်သူတို့ကိုယ်တိုင်ဒီလိုလေးလိုက်လို့ပြီးတော့မှကတာလေးတွေကတော့ကျွန်တော်စိတ်ကိုအမတန်ပုံဝင်ခိုက်စေပါရခင်ဗျာကျွန်တော်ကို MC ဆိုကြီးဆိုတော့မေ့ထားပြီးတော့မှတံမန်ကောင်လေးတယောက်လိုပဲတွေ့လဲပါကျွန်တော်အနေနဲ့အခုမှတချင်းစထုတ်တဲ့တံမန်ကောင်လေးတယောက်က အဲဒီလိုမျိုးဟိုဒီအနေထားမှာအာရောက်ရှိခံစားရမယ်လို့ကျွန်တော်လုံးဝမတွေ့တာဘူး ကျွန်တော်မှလက်ထက်မှာကင်နာတဲ့ချင်းလေးရှိရခင်ဗျာတွင်လာပြီးသားပြင်ဆင်ဖို့ပြီးတော့ပြန်လဲလုတ်ကင်ဆောင်ဖို့တော့ပြင်ဆင်ထားရရှိပါရခင်ဗျာပွဲရှင်တွေကနေပြီးတော့ပွဲငှားပြီဆိုတာနဲ့တချင်းလေးဆိုပြီးတောင်းဆိုတာကိုလည်းကျေးဇူးအများကြီးတင်ပါရခင်ဗျာအောင်မြင်တယ်လို့တော့မခံယူပါဘူးခင်ဗျာအအတိုင်းတာတစ်ခုအနေမှာကျွန်တော်အနေနဲ့ရက်တည်နိုင်ခွင့်ရသွားရလို့ထင်မြင်စားပါရခင်ဗျာကျွန်တော်အနေနဲ့စူးစမ်းဖို့ကတော့အများကြီးကိုလိုသေးရဆိုတာသိပါရခင်ဗျာအဲ့လိုပြောတော်များမေးကြပါရခင်ဗျာအခုအစီအစီကတော့ကျွန်တော်အဲ့လိုမျိုးအနုပြချခြင်းမရှိပါဘူးခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကဒီ personal လုပ်တယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ပွဲတစ်ခု ျွန်တော်လက်ခံပြီဆိုတာနဲ့ကျွန်တော်ရဲ့ထုံးစံအတိုင်းပါပဲကျွန်တော် ဘာရမလဲအရင်မေးတာတဲ့သူတို့ကျွန်တော်ဘာလို့ပြေးလို့ရမလဲဆိုတော့အရင်ပဲအမြင်နဲ့ဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျာအဓိကတော့အဲ question တွေရဲ့အချစ်ရတဲ့ပွဲစီစဉ်တွေသူတွေရဲ့ပြီးတော့ဆရာကျွန်တို့တွေရာနေပြီးတော့မှအချစ်ကင်မြောက်စားပေးတဲ့မြောက်စားမှုလည်းအများကြီးပါပါတယ်ခင်ဗျာအပြီးတော့ပရိသတ်တွေဟာကုသချင်းတွေကိုလိုက်စုံနိုင်တယ်ပြီးတော့တချင်းလေးကမြူးမြူးကြွလေးဖြစ်တာဖြစ်တဲ့သူတို့ကိုယ်တိုင်ဒီလိုလေးလိုက်လို့ပြီးတော့မှကတာလေးတွေကတော့ကျွန်တော်စိတ်ကိုအမတန်ဘဝင်ခိုက်စေပါတယ်ခင်ဗျာဟုတ်တကယ်တကယ်အယူသားဆုံးဝင်ခံရမယ်ဆိုရင်ကျွန်တော်အဲ့လို million ချီရွာရယ်ကျွန်တော် မမျောလင့်တာပါဘူးခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကအပြင်ကတမန်ကောက်လေးတယောက်နေနဲ့တချင်းတွေကိုချစ်တဲ့သူတယောက်နေနဲ့တချင်းတွေကိုပုံဖော်လိုက်တဲ့ပုံစံမျိုးပါပဲခင်ဗျာအကောင်းဆုံးစူးစမ်းမယ်ဒါပေမဲ့အခုလိုမျိုးအဲ့လိုမီလီယံချီတဲ့ viewer တွေပြီးတော့အဲ့လိုမျိုးဒီ music platform တွေရဲ့ chat တွေမှာ number 5တို့ number 2တို့အဲ့လိုမျိုးဟိုရှားဖို့အတွက်တကယ်ကိုမတွေးခဲ့ပါဘူးခင်ဗျာအဲသူ့အတူအရာအားလုံးကဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အသိကိုဝမ်းသာပျော်ရွှင်မိပါတယ်ခင်ဗျာ ပါဝင်ပုံဖော်ပေးကြတဲ့အမှုပညာရှင်တူဦးတယောက်ချင်းစီအားလုံးကိုလည်းသိက္ခာကျေးဇူးအများကြီးတင်ပါရခင်ဗျာအဓိကကျေးဇူးတင်တာကတော့ဘလူးဝဲဖြစ်ဖြစ်အချင်းချင်းစိမ့်နဲ့ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုပြီးတဲ့အခါမှာလူအမှုလေးတွေကိုဝေဖန်ပြီးတော့မှထောက်ပြပေးခဲ့တဲ့ပရိသတ်တွေအားလုံးအားလုံးကိုတော့ကျွန်တော်ကတော့ကျေးဇူးတင်စိမ့်နဲ့ပဲဖြတ်သန်းပါရခင်ဗျာ အဓိကတော့ကျွန်တော်တခုခုဆိုရင် positive thinking သိကောင်းတာဖြစ်တဲ့အတွက်အဲဘာတွေဘယ်လိုပဲကြုံလာကြုံလာကောင်းတဲ့စိတ်နဲ့ပဲသွားတယ်ကောင်းတဲ့စိတ်နဲ့ပဲစားတယ်ပေါ့နော်အဲဝေဖန်ပိုက်ချာသုံးသက်တဲ့အခါမှာဆိုရင်လေအဲကျွန်တော်အနေနဲ့တကယ်ချစ်ချင်းမြတ်တာပေါ်မှာအခြေခံနဲ့ဝေဖန်ပိုက်ချာသုံးသက်မှုလားဒါမှမဟုတ်အဲတသက်မဲ့အဲကိုယ်ချစ်ချင်းမြတ်တာအားနည်းမှုနဲ့အတူဝေဖန်ပိုက်ချာသုံးသက်မှုလားဆိုပြီးတော့မှကျွန်တော်ကတော့ဝေဝါရအကွဲပြားဖွဲ့လို့ရှိပါတယ်ခင်ဗျအဲဘာတွေဘယ်လိုပဲဝေဝါဝေဝါပါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့တခြင်းလေးကိုစိတ်ပါဝင်စားပြီးတော့မှကောင်းချင်းမဲ့ဖြစ်ဖြစ်ဆိုးချင်းမဲ့ဖြစ်ဖြစ်ပြောတယ်ဆိုရဲဟိုက တို့မှာစိတ်ပင်ဝင်စားမှုတစ်ခုရှိနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးစိတ်ပါဝင်စားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းတီကိုတော့တကယ်ကိုစိတ်တွေကကျေးဇူးတင်တဲ့စိတ်ပဲရှိပါရယ်ခင်ဗျာကျိုးစားမှုတိုင်းမှာအဲကျွန်တော်တို့ effort တစ်ခုခုရှိရပါတယ်ခင်ဗျာအဲဘသူတွေကဘာတွေပဲဖန်တီးဖန်တီးဖန်တီးမှုတစ်ခုတိုင်းမှာမတူ क्वे ပြားတဲ့ effort လေးကိုစီကိုစီရှိပါတယ်ခင်ဗျာအဲ့ဒီ effort ကကျွန်တော်အတွက်အဲကောင်းကျိုးလေးတွေရလာရလို့ထင်မြင်ဆပါတယ်ခင်ဗျာအဲ့တော့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ အဲကျွန်တော်အနေနဲ့စပြီးတော့မှလုပ်တဲ့အခါမှာဆိုရင်လည်းအဲပထမတော့ကျွန်တော်ဟိုအမှတ်တရဖြစ်အောင်ဆိုပြီးတော့မှရွေရပြီးတော့မှထုတ်လုပ်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့တခြင်းလေးတွေရှိပါရယ်ခင်ဗျာအဲအဲ့တော့လည်းနောက်ထပ်မတူကွဲပြားတဲ့ပုံစံလေးတွေနေတော့ပုံဖော်ဖို့အတွက်ကျွန်တော်ကြိုးစားနေပါသေးတယ်ခင်ဗျာ ကျွန်တော်အနေနဲ့အဲ့လို expectation အမတန်နေပါတယ်ခင်ဗျာအဲကျွန်တော်ပြိသက်ကိုခြားပြတဲ့အခါမှာဆိုရင်အဘယ်လိုမျိုးအကောင်းဆုံးအခြားပြလို့ရမလဲဆိုတာကိုပဲကျွန်တော်အရင်ဆုံးစဉ်းစားတယ်ပြီးသွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ feedback တွေကိုတော့ကျွန်တော်ကအကောင်းအဆိုးအမျှော်လင့်နေဆိုပြီးဆိုတော့ညာလဲအကျွန်တော်အနေနဲ့ဟိုဘာကုန်းမအဲ့လိုမျိုးအရေးကိုပြီးတော့မမျှော်လင့်ထားပါဘူးအဲ့တော့မမျှော်လင့်နေကြတဲ့ကဒီလိုဖြစ်လာတာအခုအတွက်ဒါအရာထင်စီရလို့ထင်ပြီးစပါတယ်ခင်ဗျာ ကျွန်တော်ကို MC ဆိုကြီးဆိုတော့မေ့ထားပြီးတော့မှတံမန်ကောင်လေးတယောက်လိုပဲတွေ့လဲပါကျွန်တော်အနေနဲ့အခုမှတခြင်းစထုတ်တဲ့တံမန်ကောင်လေးတယောက်ကဒီလိုမျိုးဟိုဒီအနေထားမှာရောက်ရှိခံစားရမယ်လို့ကျွန်တော်လုံးဝမတွေ့တာ哦တခြင်းလေးထွက်လာတယ်ပရိသတ်တိွားမယ်ဒီလောက်ပဲတွေးမိွားတာပေါ့နော်ဒါပေမဲ့အဲ့လို YouTube မှာ million ချီတာတွေခုနကတော့နံပါတ် တူရတာတွေနံပါတ်5ရတာတွေအဲ့လိုမျိုးတွေကတော့ကျွန်တော်တို့အစူးစမ်းမှုရဲ့အပိုဆုလို့ကျွန်တော်ကတော့ထင်မြင်ဆခဲ့ပါတယ်ခင်ဗျာပြောရုံမလားမသိဘူးအဲ့ဒီတခြင်းစပြီးတော့မှပုံဖော်တဲ့အချိန်တွေကကျွန်တော်ဒီစိတ်နဲ့ပဲစားဒီစိတ်နဲ့ပဲသွားဒီစိတ်နဲ့ပဲလာပါတယ်ခင်ဗျာအချိန်ညာတိုင်းမှာဒီစိတ်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပုံဖော်ရေကောင်းမလဲဘယ်လိုမျိုး item လေးပြီးရင်ကောင်းမလဲဘယ်လိုမျိုးလက်အထားတူလေးအတစ်ဆက်ပြီးရင်ကောင်းမလဲဆိုပြီးတော့မှအရာအလုံးကိုကျွန်တော်ဟိုသွားလက်ဒီစိတ်စားလက်ဒီစိတ်နဲ့ပဲဖြတ်တန်းခဲ့ပါတယ်ခင်ဗျာအော် အာ American Snowball Festival ဆိုလိုပါပဲခင်ဗျာလူတိုင်းဟာပြည့်ပြည့်စုံမှုမရှိတာဖြစ်တဲ့အတွက်အဲကျွန်တော်အနေနဲ့အဲ့ဒါကိုလက်ခံသလိုအဲကိုယ့်ရဲ့စူးစမ်းမှုတွေကိုလည်းကိုကိုကိုပြန်ပြီးတော့မှကျေးဇူးတင်နိုင်တဲ့စိတ်တော်ရှိပါရယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျအချစ်ခင်အားပေးကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုအာတိတ်ကို အော်ကျေးဇူးအများကြီးတင်ပါရခင်ဗျာကျွန်တော်မှလက်ထက်မှာကင်နာတဲ့ချင်းလေးရှိရခင်ဗျာတွင်လာပြီးသားအဲဒါမဲ့လို့အာပရိသတ်ရဲ့အာ feedback လေးပြန်လာထောင်ပြီးတော့မှပြင်ဆင်တင်စရာရှိတဲ့ဥစ္စာကိုပြင်ဆင်ဖို့ပြီးတော့ပြန်လည်လောက်ကင်ဆောင်ဖို့တော့ပြင်ဆင်ထားရရှိပါရခင်ဗျာအဲတကယ်တကယ်ကြောင့်ကျွန်တော်အနေနဲ့အဲချင်းလေးစပြီးတော့ပုံပေါ်တဲ့အခါမှာဆိုရင်ဘယ်ဟာအရင်ထွက်ရမလဲဆိုပြီးတော့မှအဲချင်းလေးထွက်ဖို့တော့မှကျွန်တော်အချိန်ယူပြီးတော့မှလာနေချီကျွန်တော်အတက်ပညာရှင်အသိပညာရှင်တွေနဲ့တိုင်ပင်ခဲ့ရတာရှိပါတယ်ခင်ဗျာ ဒီအောင်လေးပါပဲခင်ဗျာအဲ့လိုလဲဆိုတငယ်ချင်းတွေညီမလေးတွေအကုန်လုံးအမြဲနောက်ကြရလေဟောပိုးရအများကြီးရနေရတယ်ပုံမလဲဘူးလားပုံမလဲဘူးလားကိုကလည်းအဲ့ကြဘာမှမပြောလို့မရကိုကကလေဟုတ်ဟုတ်ကဲ့မလဲပါဘူးခင်ဗျာမလဲပါဘူးကိုကမှဒီမှာရင်းလာတာဆိုတော့လေအဲ့ဟာကိုသူတို့မသိဘူးအဲ့ဟာကိုအမတ်တရားပါပဲခင်ဗျာမှန်မှန်ပါတယ်ခင်ဗျာတယ်လီဖုန်းကတယ်လီဖုန်းအမတ်တရားဖြစ်ခဲ့ပြီးတော့တယ်လီဖုန်းဆိုတာလည်းကျွန်တော်တို့အားလုံးရဲ့အဲဖုန်းတူညီမှုလေဒီကအားလုံးကမနေ့မိုးလင်းတာနဲ့ကျွန်တော်ဖုန်းနဲ့ပဲတိတိကျကျဖြစ်တဲ့အတွက်အားလုံးရဲ့ဖုန်းတူညီမှုနဲ့လည်းတွားပြီးတော့မှတိုက်ဆိုင်လာလေပါပါလိုက်မယ်ခင်ဗျာ အာဘောကမှာအာဖိတ်ကူးထားတဲ့အာအိမ်မက်လေးအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီတယ်လီဖုန်းကတော့ဘဝရဲ့မိလို့မရတဲ့အမှတ်တရလေးတစ်ခုပါပဲခင်ဗျာ